မြန်မာအပါဝင် ကမ္ဘောဒီးယားလာအိုရိုမှာအခြေချပြီးအမေရိကန်နိုင်ငံကိုအွန်လိုင်းငွေကြေးလိမ်လည်မှုတွေပြုလုပ်နေတဲ့ကြားဖြန်ဂိုင်းတွေကိုနှိမ်နှင်းဖို့ကြားဖြန်နှိမ်နှင်းရေးအထူးတပ်ဖွဲ့ကိုဖွဲ့စည်းလိုက်ပြီလို့ဆိုပါတယ်။ Scan Centra Straight Force လို့ခေါ်တဲ့နှိမ်နှင်းရေးအထူးတပ်ဖွဲ့ဖွဲ့စည်းလိုက်ပြီဆိုတာကိုအမေရိကန်နိုင်ငံခြားရေးဌာနက2025ခုနှစ်နိုဝင်ဘာလ12ရက်နေ့ရက်စွဲနဲ့ထုတ်ပြန်လိုက်ပြီဖြစ်တာမို့ထူးခြားတဲ့အချက်ဖြစ်ပါတယ်။ အလားတူဂရင်ပြည်နယ်ထဲက DKBA တပ်ဖွဲ့ခေါင်းဆောင်ဖြစ်တဲ့စောစန်းအောင်အပါဝင်ခေါင်းဆောင်၄ဦးအဖွဲ့အစည်း၃ခုနဲ့ထိုင်းလူမျိုးတဦးတို့ကို အမေရိကန်ကတန်ခတ်အရေးယူလိုက်တယ်လို့လဲဆိုပါတယ်။ရွှေကုတ်ကုံမြိုင်တို့ကိုတိဆောက်ခဲ့ကြတဲ့ BGF ခေါင်းဆောင်စောချစ်သူအပါဝင် မိသားစုဝင်တွေ BGF ခေါင်းဆောင်တွေကိုလည်းအမေရိကန်ကရခင်ကလေးကပိတ်ဆို့အရေးယူထားပြီးဖြစ်ပါတယ်။ အမေရိကန်နိုင်ငံသားတွေကိုပြစ်မှတ်ထားပြီးလိန်လဲနေတာတွေကြောင့်နှစ်စဉ်အမေရိကန်ဒေါ်လာ6ဘီလီယံကျော်အလိန်လဲခံနေရပြီး2024ခုနှစ်က66ရာခိုင်နှုန်းထိမြင့်တက်လာခဲ့တယ်လို့လည်းထုတ်ပြန်ပြောဆိုထားပါတယ်။ဒါတွေဟာမြန်မာအပါဝင်အရှိတောင်အာရှကကြားဖြန့်ကိုင်းတွေရဲ့လက်ချက်ဖြစ်တယ်လို့ဆိုပြီးနှိမ်နှင်းဖို့လိန်လဲမှုတိုက်ဖြတ်ရေးအထူးတပ်ဖွဲ့ကိုစတင်ဖွဲ့စည်းလိုက်တာလို့နိုဝင်ဘာလ12ရက်နေ့ကထုတ်ပြန်ခဲ့တာပါ။